ကဲဒီနေ့တော့အပြာရောင်လောကထဲဝင်လိုက်ပါအောင်မယ်အပြာရောင်လောကထဲဝင်လိုက်ပါအောင်မယ်ဆိုတော့ခါကြာနောက်ခံ background အပြာအင်းကြီးအပြာကိုပြောတာเนาะတမျိုးတွေလျှောက်သွေးမနေနဲ့အဲ့တော့တဲ့ တနေ့ကလေဦးနဲ့သမီးတို့ကိုင်းနဲ့ညီမလေးတို့เนาะပြီးရင်မောင်လေးနဲ့မမတို့ဆိုရယ်ဇလန်းလေးတွေအကြောင်းပြောရအောင်ဆိုတော့ခါကြတော့ရှင်တို့ကเนาะအဲစိတ်ဝင်စားကြရမလားစိတ်ဝင်စားအောင်လဲပြောပြမယ်เนาะအဲ့တော့ဟိုရင်းရင်းကျေးကျေးနဲ့ပညာသားပါပါပဲပြောကြရအောင်เนาะအဲ့တော့မကောင်းတဲ့စကားလုံးတွေမကောင်းတဲ့အတွေးအမြင်တွေပြောမယ်ဆိုလို့ရှိရင်ဒီနေ့ကနေလှည့်ထွက်သွားဖို့အတွက် request လုပ်တယ်အဲ့တော့ကဲဟုတ်ပြီဦးနဲ့သမီးเนาะဦးနဲ့သမီးဆိုရယ်ဇလန်းတွေကတကယ်တမ်းတော့ဟိုးရှစ်ခစ်ခရေရရှိတယ် ်လူမျိုးစုတစ်ခုတွေမှာဆိုလို့ရှိရင်လည်းရှိတယ်သူတို့ ਨੇ အရွယ်ပေါ့နော်ထောက်ဝက်လောက်กว่าတဲ့သူတွေ ਨੇ အိမ်အောင်ပြုတာမျိုးအဲ့တော့ခါကျအဲ့ဒီမှာဘာကွာခြားချက်ရှိလဲဆိုရင် generation gap နော် generation gap ကသူက40တန်း ိုက20တန်းเนาะအဲ့တော့အဲ့လို generation gap မှာအမြင်တွေမတူတာအယူအဆတွေမတူတာခံစားချက်တွေမတူတာလိုအပ်ချက်တွေမတူတာတွေဖြစ်တတ်တယ်။အဲ့တော့ဒီနေ့ပြောမှာကတော့ဦးနဲ့သမီးเนาะဦးနဲ့သမီးဇလန်းဖြစ်လာတဲ့အခါမှာဦးကဦးရွယ်ရောက်လာပြီဆိုတော့ဦးလုပ်တယ်ဦးလောက်ရမှာပေါ့เนาะသမီးကတော့ ိရွယ်မှာတမိလောက်ရမယ့်အလုပ်ကိုတမိကျွမ်းကျင်စွာလုပ်တတ်ဖို့လိုတယ်။ကဲဟုတ်ပြီဘလို့လုပ်တယ်လဲ။တမင်းချက်ရင်းချက်အဝတ်ရောပကံစည်းတွေကိုပြောတာလားဒေါက်တာ။မဟုတ်ဘူး။ကဒီအိမ်တော်တစ်ခုမှာအိမ်တော်တစ်ခုတိဆောက်ပြီးသွားပြီဆိုလို့ရှိရင်အိမ်တော်ရေးမှာတာယာဖို့အတွက်ကကြတော့ဟိုအမြဲတမ်းမိမပီတာနေုံအမြဲတမ်း အာအင်ကြီးကြီးနေရုံအမြဲတမ်းသစ္စာရှိနေရုံအမြဲတမ်းပေါ့နော်လိုလေသေးမရှိပန့်ဘိုးပေးနေရုံနဲ့ကမပြီးဘူး။ဘာတွေပေးအောင်လဲဆိုလို့ရှိရင် နားလည်မှုနော်နားလည်မှုတို့ပြီးရင်ညာတာမှုစာနာမှု ပြီးသွားလို့ရှိရင် စကလုံးအသုံးနှုံးအချိန်နေနဲ့အချိန်ခါကိုရွေးချယ်ပြီးတော့အပြုမှုဆောင်ရွက်နိုင်မှုတွေအရေးကြီးတယ်။ကဲတိုတိုနဲ့လိုရင်းပြောမယ်ကွာ။ဦးရဲ့လိုအပ်ချက်တွေကိုဖြည့်ဖို့ဆိုတာကအလိုက်ပြီးမှုလို့ရတယ်။တမီးတို့ကဟုတ်ပြီလား။ အာလိုက်ပြီးဖို့လိုတဲ့ဥတွေအရွယ်ကကြတော့များသောအားဖြင့်40 45ဝန်းကျင် တန်းနေရောက်လာတဲ့အခါမှာသူတို့ကစီးပွားရေးအရာရောလူမှုရေးအရာရောဆိုရှယ်လီအရာရော well accepted ဖြစ်တယ်ပတ်ဝန်းကျင်ကသူတို့လက်ခံတယ်။ဒါပေမဲ့သူတို့ကလေအပြစ်မှားတာလူကြီးနော်ကိုယ်အိမ်ရောက်ရင်သူတို့ကကလေးတိတ်ဖြစ်ချင်တာ။ဦးနဲ့သမီးရဲ့ကြောင်းမြန်နော်နေခင်းမှားတာလူကြီးတွေက လူကြီးဖြစ်ချင်တာနော်တကယ်နေရာရောက်လို့ရှိရင် ကိုအိမ်လေးရောက်လို့ရှိရင်သူတို့ကကလေးသိပ်ဖြစ်ချင်တာအဲ့တော့ကိုကသမီးဆိုပေမဲ့သူ့ကိုကလေးလေးလိုပဲပြုစုပေးရမှာနော်သိလားပြုစုနိုင်ကမှသူကတော့ကကြမှာဖြစ်ပါတယ်ဒါကဦးနဲ့သမီးရဲ့အကောင်းဆုံးဥပမာတစ်ခုပါနော်နောက်တစ်ခါဇလန်းတစ်ခုလာအောင်မယ်နင်းလဲရွေးနေပါပြီ ဈေးမရလို့တော့ငါအတိခံပြီးပေါင်းနေတဲ့ဟာဘာကြီးကျယ်တဲ့ဟာမလဲတိုက်စိုးအဲဘာရဲ့ကတော့တပတ်ထွက်လာမှာအဲမလို့ပါနဲ့မလို့ပါနဲ့နော်ဒါလေးတော့စမ်းတာပြီးတော့